ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်သစ်လေးဖြစ်ပါစေသင်တို့အားလုံးဖရာကောင်းကြီးအစ်စ်ကိုခံစားရပြီးတော့ရောက်တိုင်းဝမ်းမြောက်နိုင်ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာတော့ဆက်လက်ပြီးတော့ပေးသွားခြင်းနဲ့သတင်းစကားကတော့ပညာတော်နဲ့အပြစ်လွတ်ခြင်းအကြောင်းကိုကျွန်တော်ဆက်လက်ပြီးတော့လေ့လာကြမယ်အာကျွန်တော်ဒီပညာတော်ရဲ့အဆက်နဲ့ပတ်သက်ပြီးတော့ဒီနေ့ခရစ်တော်အားဖြင့်ကယ်တင်ခြင်းသူယေရှုကိုရားဖို့ရန်အတွက်ကျွန်တော်တို့ အသက်တာမှာဆိုရှင်ဘလို့ဆင်ကျင်ရမလဲဘလို့အသက်ရှင်ရမလဲဘလို့မျိုးအသက်တာမျိုးနဲ့ကျွန်တော်အားလုံးကတိဆောက်ပြီးတော့ဘုရားသခင်ပိတာเจ้าကိုဘလို့တက်တည်ပြနိုင်မလဲအဒီချင်းရတွေကိုကျွန်တော်ကအတွင်းကြကြเนาะလေးလေးနက်နက်နဲ့လေးလာနေတာဖြစ်ပါတယ်ဒါဒီနေ့ဒီနှုတ်ကပတ်တော်အားလုံးကဆိုရှင်ကျွန်တော်တွေဖြစ်သလိုတင်တွေလည်းဖြစ်တယ်အကြာရသူရောက်တိုင်းအားလုံးတွေဖြစ်တဲ့အတွက်ကြောင့်ယနေ့ဒီနှုတ်ကပတ်တော်တွေကိုအားလုံးတယောက်နဲ့တယောက် lesson ကမ်းဖို့လည်းဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့် ပညာတော်နဲ့အပြည့်လွတ်ခြင်းကျေးဇူးတော်ကိုဆက်ဆက်ပုံကိုကျွန်တော်တမန်ကျမ်းသာကဘလို့ပုံဆောင်ထားတယ်။နောက်ကျွန်တော်ဆက်လိုက်ပြီးတော့လေ့လာကြမယ်ဖြစ်တယ်။ဒါရှင်ရကုတ်အောရာစာခန်းကြီး1ပိုင်းငယ်23မှာတရားကိုမကျင့်ဘဲနာယုံမြတာပြုသောသူမြည်သည်ကမန်၌မိမိပဂရိမျက်နာကိုကြည်တော်သူနှင့်တူ၏တဲ့နော်။ဒါကြောင့်ဒီမှာကြည့်တဲ့အခါမှာဆိုရှင်တရားကိုမကျင့်ဘဲနာယုံမြတာပြုသောသူမြည်သည်ကတဲ့နော်။တရားဟောတယ် နားထောင်လိုက်တယ်နားထောင်ပြီးတော့ဆိုရှင်အားရတဲ့ခါမှာအာမင်ထူးတယ်အားရဝမ်းမြောက်တဲ့ခါမှာဟာလေလုယာလုပ်တယ်တရားပဲနားထောင်တယ်နားထောင်တယ်တရားဟောဆရာကရှေ့ရဟောတယ်နားထောင်တယ်နားထောင်ပြီးတော့တဲ့တင်းနေတဲ့အဲ့ဒီတရားကိုမကျင့်ပဲနဲ့တဲ့မကျင့်ပဲနဲ့မလိုက်လျှောက်ဖဲနဲ့သင်္ကသူနဝေတိန်တော်နဲ့ဒီလိုပဲကဘောခေယောနဲ့အသက်တာကိုရှင်းတမ်းမယ်ဆိုရင်ကျွန်တော်ကဘာပြောလဲဆိုတော့မှန်၌မိမိပဂရိမျက်နာကိုကြည်တော်သူနဲ့ တူတယ်ဘာမှပြန်လဲပြီးတော့လိန်ချေတာမရှိဘာမှတတာမရှိမိမိရဲ့ပဂရိမျက်နာကိုပဲကြည့်နေတဲ့သူနဲ့တူတယ်ဆိုပြီးတော့တမန်ကျမ်းစာကဖော်ပြထားတယ်ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တရားကိုနားထောင်ရုံနဲ့မဟုတ်ဘူးเนาะတရားကိုနားထောင်ပြီးအဲ့ဒီတရားအတိုင်းကျွန်တော်ပါပဲလိုက်လျှောက်ရမယ်ကြင့်ကြံရမှာဖြစ်တယ်เนาะတရားကိုနားထောင်ပြီးတော့တရားသဘောကိုနားထောင်ပြီးဘယ်ဘက်ကနားထောင်ညာဘက်ကထွက်သွားတဲ့သဘောမျိုးနဲ့ ကျွန်တော်တက်တာကရှင်သန်သွားဖို့မဟုတ်ဘူးဒါမှမကမနဲ့ရှင်ညာကိုဩဝါဒစာခန်းကြီး1ပိုင်း24 25မှာကြည့်တဲ့အခါမှာအကြောင်းမူကားကို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 ကြည်ပြီးမှအခြားသို့သွား၍မိမိအစင်းတရံကိုချက်ချင်းမေးလျော့တတ်၏လွတ်ချင်းနှင့်ဆက်ဆံ၍စုံလင်သောတရား၌စစ်စစ်ကြည့်ရှု၍တည်ကြည်သောသူမြေတီကတရားနာ၍မေးလျော့သောသူမဟုတ်အချင်းချင်းသောသူ ဖြစ်သည်ဖြင့်မိမိတို့ကျင့်သောအချင်း၌မင်္ဂလာရှိသောသူ ဖြစ်ကြ၏တဲ့ဟာဒီကြမ်းချက်ကိုကြည့်လိုက်တဲ့ခါမှာမိတ်ဆွေရဲ့အတ္တကဘယ်ဘက်မှာရှိနေသလဲတရားကိုနားထောင်ပြီးတော့မကျင့်တဲ့သူဖြစ်သလားတရားကိုနားထောင်ပြီးတော့ကျင့်တဲ့သူဖြစ်သလားဒီနေ့ကိုယ့်ကိုယ်သူပါပဲဝေခွဲတော့သွားတတ်ဖို့ဖြစ်တယ်ကိုယ်ကိုယ်တိုင်းကဒီနေ့ဒီတရားကိုနားထောင်ပြီးသွားတဲ့ခါမှာဒီနှုတ်ကပတ်တော်ကိုနားထောင်ပြီးသွားတဲ့ခါမှာလို့ရှိရင်ကျွန်တော်ဘာလောက်တင့်တယ်လဲဆိုတာကိုဒီနေ့ဝိညာဉ်တော်ဒီအသင်ကိုစကားပြောပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဒီမှာတော့ချင်းဘာပြောတာလဲဆိုတော့ အချောင်းမူကကိုကိုကိုကြည့်ပြီးမှအခြားသို့သွား၍မိမိအစင်းတဏ္ဍကိုချက်ချင်းမေးလျော့တတ်၏လွတ်ချင်းနှင့်ဆက်ဆံ၍စုံလင်သောတရား၌စစ်စစ်ကြည့်ရှု၍တည်ကြည်သောသူမူကနော်ခုနကတရားကိုနားထောင်လိုက်တယ်နားထောင်ပြီးတော့မကျင့်ဘူးမကျင့်တဲ့သူကဘာနဲ့တူတယ်ဆိုတော့ကျွန်တော်တို့ကမှန်ထဲမှာကိုကိုကိုကြည့်ပြီးတော့တခါလေကိုအစင်းတဏ္ဍကိုချက်ချင်းမေးလျော့သွားတဲ့သူနဲ့တူတယ်တဲ့ဒါမှမဟုတ်ပဲနဲ့တဲ့ အဲ့ဒီတရားကိုနားထောင်ပြီးတော့စုံလင်ခြင်းတရား၌စစ်စစ်ကြည့်ရှု၍တည်ကြည်သောသူမျိုးကလားသူမျိုးတွေကားတဲ့တရားနာ၍မင်းလျော့သောသူမဟုတ်တဲ့အဲ့ဒီလိုမျိုးဘုရားရဲ့တရားကိုနားထောင်ပြီးတော့တကယ်စစ်စစ်တည်ကြည်တဲ့အတ္တနဲ့အသက်ရှင်တဲ့သူကားတဲ့တရားကိုနားထောင်ပြီးတော့မင်းလျော့သွားတာမဟုတ်ဘူးတဲ့ဘာဆက်ပြီးတော့လုပ်တယ်ဆိုတော့အကျင့်ကျင့်သောသူဖြစ်သဖြင့်မိမိတို့ကျင့်သောအကျင့်၌မင်္ဂလာရှိသောသူဖြစ်တယ်။ဒါဆိုရင်ချစ်တဲ့မိတ်ဆွေသင်ကမင်္ဂလာရှိတဲ့သူလားအမင်္ဂလာဖြစ်နေတဲ့သူလား ဒီနေ့ဒီကြမ်းချက်ကတင့်ကိုခွဲပေးတာဖြစ်တယ်เนาะမင်္ဂလာရှိတဲ့သူဆိုလို့ရှိရင်တရားကိုနားထောင်ပြီးတော့ကျွန်တော်တို့အားလုံးကအကျင့်ကျင့်တော်သူဖြစ်ရမယ်တဲ့เนาะအဲ့ဒီတရားတိုင်းလိုက်လျှောက်ဖို့ရန်အတွက်ဖြစ်တယ်တဲ့เนาะဒါပေမဲ့တရားကိုနားထောင်ပြီးတော့တင်ကိုယ်တိုင်ကမလိုက်လျှောက်ဘူးဆိုရင်တော့အဲ့ဒီသူကဆိုရှင်တော့အမင်္ဂလာဖြစ်တယ်ဒီနေ့မင်္ဂလာနဲ့အမင်္ဂလာနှစ်ခုကိုကျွန်တော်ကိုခွဲပြထားတာဖြစ်တယ်ဒါဒီနေ့ချစ်တဲ့မိစေပေါင်းတို့ဒီနေ့ကျွန်တော်ရတက်တာမှာ ဆက်လက်ပြီးတော့မေကုန်လေးတစ်ခုကိုမေ့ချင်တယ်နော်ဒီနေ့ကျွန်တော်ကတော့ရှင်ဖရာသခင်ကိုရွေးပြီးတဲ့သူတွေတန်ရှင်းတဲ့သူနဲ့ပညတ်တော်လို့ပြောတဲ့အခါမှာရွေးပြီးတန်ရှင်းသူများနဲ့ပညတ်တော်ကဲတင်ခြင်းကဲတင်ခြင်းကိုဘယ်လိုဆက်ဆက်ခြင်း ရှိတယ်နော်ဒီနေ့တန်ရှင်းတဲ့သူနဲ့ပညတ်တော်ကဘယ်လိုဆက်ဆက်မှုရှိတယ်လဲနော်ဖရာရဲ့သားသမီးနဲ့ပညတ်တော်ကဘယ်လိုဆက်ဆက်မှုရှိတယ်လဲပေါ့နော်ဖရာသားသမီးရဲ့ခါတန်ရှင်းတဲ့သူလို့ခေါ်တယ် ဒေတာရှင်းတဲ့သူနဲ့ပညာတော်ကားလို့ရှိရင်ကဲတင်ခြင်းအတွက်ဘလို့ဆက်ဆက်မှုရှိတယ်လဲဗျာဒိတ်ကြံခန်းဤဆက်လေးပိုင်ငယ်စနစ်ကိုကြည့်တဲ့အခါမှာဘုရားသခင်၏ပညာတော်တို့ကို၎င်းယေရှု၏ယုံကြည်ခြင်းကို၎င်းစောင့်ရှောက်သောတန်ရှင်းတို့သည်အီယာ၌သိခံစရာအကြောင်းရှိ၏เนาะဒီနေ့ကျွန်တော်ရတတ်တာမှာဘုရားသခင်၏ပညာတော်တို့ကို၎င်းယေရှု၏ယုံကြည်ခြင်းကို၎င်းစောင့်ရှောက်သောသူတို့သည်ကျွန်တော်ကားလို့ရှိရင်အီယာ၌သိခံစရာအကြောင်းရှိတယ်ဒီနေ့ကျွန်တော်ရတတ်တာမှာဘယ်တော့မှ ဖရားရဲ့သားသမီးမှန်ရင်ဖရားရဲ့အလိုတော်နဲ့ခွဲထားလို့မရဘူးနော်ခွဲထားလို့မရတဲ့အတွက်ကြောင့်ဒီနေ့ပညာတော်ဟာဆိုရှင်ကျွန်တော်တို့အတွက်အပြစ်လွတ်ခြင်းနဲ့တကယ်ပဲဆက်ဆိုင်နေတယ်ဆိုတာကိုကျွန်တော်တို့ကဆိုရှင်တမန်ချမ်းသာမှာလေ့လာခဲ့ရတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ဒီနေ့ဖရားသခင်ရဲ့တရားကိုနားထောင်ပြီးတော့ဖရားရဲ့အလိုတော်တိုင်း လိုက်လျှောက်ပြီးတော့အသက်ရှင်နိုင်တဲ့ဘုရားသားသမီးတွေဖြစ်ဖို့ရန်အတွက်ဘုရားရွေးချယ်တဲ့ဘုရားခေါ်တော်မူခြင်းခံရတဲ့သားသမီးတကယ်ဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ကိုယ်တိုင်ကသက်သေပြနိုင်ဖို့ရန်အတွက်ဒီဘုရားစကားကိုနားထောင်ပြီးတော့ဘုရားရဲ့အလိုတော်တိုင်းလိုက်လျှောက်အသက်ရှင်ဖို့ရန်အတွက်အလွန်မှပင်ရည်ကြည်ပါတယ်။တရားနာပြီးတော့တရားတိုင်းမကျင့်ဘူးဆိုရင်တော့ကျွန်တော်အားလုံးကဆိုရှင်ဘယ်တော့မှဘုရားသားသမီးအစ်စ်မှမဖြစ်သေးဘူး။တရားနာပြီးတော့တရားကိုကျင့်မှဘုရားရဲ့ တာသမီစစ်မှန်ဖြစ်တယ်ဆိုတာကိုတန်ရှင်းသူဖြစ်တယ်ဆိုတာကိုဒီနေ့ကိုတိုင်ကသိရှိနားတဲ့သဘောပေါက်ဖို့ရန်အတွက်ဒီနေ့ဒီနှုတ်ကပတ်တော်အပြင်ချစ်တမိတ်ဆိုကိုအားပေးတိုက်တွန်းလိုက်တာဖြစ်ပါတယ်ဒါရီနေ့မှာတို့ရှင်တော့အဓိကကြမ်းကြက်လေးတွေကိုပြန်လည်ပြီးဖတ်ပြချင်ပါတယ်ရှင်ရကိုအိုရာဆာခန်းကြီးတစ်ပိုင်းငယ်23မှာတို့ရှင်ဘာပြောထားလဲဆိုတော့တရားကိုမကျင့်ဘဲနာယုံမြသာပြုသောသူမြေဒီကမှန်၌မိမိပဂရိမျက်နာကိုကြည်သောသူနှင့်တူ၏ဆိုပြီးတော့ဖော်ပြထားတယ်။ရှင်ရကုတ်ခိုင်းတိပိုင်းက24 25မှာအကြောင်းမူကား ကို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  ကြည့်ပြီးမှ အခြားသို့သွား၍မိမိအစင်းတန်ကိုချက်ချင်းမေ့လျော့တတ်၏လွတ်ချင်းနှင့်ဆက်ဆံ၍စုံလင်သောတရား၌စစ်စစ်ကြည့်ရှု၍တရားကြည့်သောသူမိသူမူကတရားနာ၍မေ့လျော့သောသူမဟုတ်အချင်းချင်းသောသူဖြစ်သည်ဖြင့်မိမိတို့ကျင့်သောအကျင့်၌မင်္ဂလာရှိသောသူဖြစ်၏နောက်ဆုံးဗျာဒိတ်ကြံခိုင်းဆက်လေးပိုင်ငယ်စနစ်ကိုကြည့်တဲ့အခါမှာဘုရားသခင်ပြညတ်တော်တို့ကို၎င်း 这收益，经济效过了讲，少少多，多罗少少多，单身多罗的，伊亚那一点肯定是涨息的。那要的呢，那古铜钱的，比亚我收呢，就收益以经济效益；比亚我种起来，土地也吃够了，比亚他肯定比伢罗那个少少的多。俺那个，俺都没有努力过，不落靠的，单先都落靠的。e 要的呢，单身多的，皮薄肉软，软的就弄阿龙，比亚也落了个来少不少。 ဘုရားရဲ့အလိုတော်တိုင်းအသက်တာကိုရှင်သန်ပြီးတော့အဲ့ရဲ့စကားကိုနားထောင်ပြီးတော့လိုက်လျှောက်တဲ့သားသမီးများရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးချပေးပါစေ။